clinic စဖွင့်တာဆိုလို့ရှင်ကျွန်တော်တနစ်ရှိပြီပေါ့နော်ကျွန်တော်မွေးနေ့ကျွန်တော်မွေးနေ့နဲ့ဆိုလို့ရှင်တော့ဒါတနစ်ရှိပါကြာပါ။ဒါပေါ့ကျွန်တော်ကျွန်တော်နေတိုင်းဒါကိုကျွန်တော်တို့ကဒါ YouTube တဲ့ YouTube တဲ့လူတွေဖြစ်တဲ့အတွက်ဒါကျွန်တော်နေတိုင်းဒီရောက်တော့မညှိညူပဲကျွန်တော်ဆိုလို့ရှင်ဒါအခုစီကံဖွင့်ချင်းဒါမနေ့ရှင်းညရှင်းတနေ့ကိုပေါ့နော်ဒါပိတ်ရမရှိကျွန်တော်အဲ့လိုမျိုးလေးခုပေးနေတာပြောလဲပြောပါ့။ ဆရာတန်းဆိုတော့ဒီကတကယ်ကြောင့် customer တွေခေါ်တာပေါ့နော်ဆရာတန်းဆရာတန်းနဲ့ဟိုတန်းထက်တော်ဆိုတာနည်းနည်းရှိလို့ဆရာတန်းဆရာတန်းနဲ့ခေါ်ရနေပြီးတော့အခုကိုလည်းနောက်ပိုင်းအဲ့လို comment လေးတွေလို့ဒါ post လေးတွေတင်တဲ့အခါမှာ mention ခေါ်တဲ့အခါမှာကိုကိုဒါဆရာတန်းပေါ့နော်ဆရာတန်းအဲ့လိုမျိုးခေါ်ဖြစ်တာပေါ့ ကျွန်တော်တော့ဒေါက်တာတန်ထက်ဆိုပဲဖြစ်ပါတယ်အဲကျွန်တော်စီကံလေးကတော့ဒေါက်တာတိအိဆက်စီကံပေါ့နော်အဲလိပ်စာအနေနဲ့ကတော့ကျွန်တော်တို့ရှူပီတာတန်လဲမှတ်တိုင်တာနေအမှန်နှစ်တစ်ချောင်းကမင်းဆောင်တစ်ယောက်ကမှရှိပါတယ်အဲကျွန်တော်ကတော့ဒါအခုဆိုလို့ရှိရင်အသက်29နှစ်ပဲရှိပါသေးရဲ့ဗျအဲ clinic စဖွင့်တာဆိုလို့ရှိရင်ကျွန်တော်တစ်နှစ်ရှိပြီပေါ့နော်ကျွန်တော်မွေးနေ့ကျွန်တော်မွေးနေ့နဲ့ဆိုလို့ရှိရင်တော့ဒါတစ်နှစ်ရှိပါပြီဗျဟုတ်ဟုတ်အကြောင်းပြီးကြတဲ့ကတော့ကျွန်တော်ကဒါဟိုပေါ့ တွိတ်ဆန်လေးတွေကိုချစ်တယ်ဒါဆေးကုသတဲ့အပိုင်းဝန်ဒါဝန္ဒနာပါတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီလုပ်ငန်းလေးကိုလုပ်ဖို့အတွက်ကိုစပြီးတော့ကြိုးစားတာပေါ့နော်ဒီဒါပေမဲ့အရင်ဆုံးဆက်ဆံခြင်းမှာတခြားတခြားအတွေ့အကြုံရှိတဲ့ဆရာလေးဆေးကနေဒီမှာကျွန်တော်ပညာလေးသင်ယူခဲ့ပြီးတော့မှဒါ3-4နှစ်လောက်ဖြစ်တော့မှဒါမိဘနဲ့တိုင်ပင်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဆေးရထက်တန်သွားနဲ့ဒီဆေးကန်းလေးကိုဖွင့်ပြတာပါဗျာနည်းနည်းလေးနည်းနည်းလေး nó là gọi là an an ai vậy à an a bu nhá là hình đấy nhá là nè nhá nhá cả là khó tay rồi mày mình, mình. đi များဆုံးလာဖြစ်တာကတော့အဓိကတော့ queen နဲ့ကြောင်းလဲပေါ့ဒါပေမဲ့ကျွန်တော် logo မှာလည်းဒါယုံလေးပုံစံမျိုးဒါ treatment အနေနဲ့ဒါသုံးထားဖြစ်တဲ့အတွက်အဲယုံလေးတွေကလည်းကျွန်တော် CEO လာတာများတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါယုံလေးတွေကုသတဲ့အခါမှာပို့ပြီးတော့ပို့ပြီးတော့ပို့ပြီးတော့ queue ဆိုင်ရပေါ့နော်ယုံလေးတွေဒါ queue လေးတွေကြောင်းလေးတွေနဲ့မတူတဲ့အတွက်အဲသူတို့ queue ဆိုင်တဲ့အခါမျိုးကုသတဲ့အခါမျိုးမှာတော်တော် ော်တော်စိတ်ရှည်ရှင်းနဲ့တော့ကုသပေးရတယ်ပြီးတော့တချို့အဲ sugar glider တို့တခြားတခြားဒီ reptile ကောင်းလေးတွေပေါ့နော်အိတ်ဆိုးတွေကောင်းလေးတွေလည်းလာကြပါတယ်ပြတ်ဟုတ်ဟဲဟုတ်ပြောတာပေါ့ကျွန်တော်ကျွန်တော်နေတိုင်းဒါကိုကျွန်တော်တို့ကဒါယူသွတ်တဲ့ယူသွတ်တဲ့လူတွေဖြစ်တဲ့အတွက်ဒါကျွန်တော်နေတိုင်းဒီရာကိုတော့မကြီးမကြီးပဲကျွန်တော်ဆိုလို့ရှိရင်ဒါအခုသင်ခန်းဖွင့်ခြင်းဒါမနေ့ရှင်ညရှင်တနေ့ကောတော့ဒါပိတ်ရမရှိကျွန်တော်အဲ့လိုမျိုးလေးခုပေးနေရတာပြောလဲပြောပါအဲဒါကတော့ကျွန်တော်လိုဘနီဒူလိုက်စာ ထည့်ပြီးရှူတယ်ဒီ ICU box ပေါ့နော်ဒါဆိုဖြင့်အဆုတ်ပြဿနာဖြစ်တဲ့ကလေးလေးတွေဒါ puppy လေးတွေပြီးတော့ခွေးအုံးမမွေးထားတဲ့ကလေးခုမွေးကင်းစားကလေးလေးတွေလို့ခါမျိုးလေးတွေပေါ့အပူချိန်ရကြနေတဲ့ကလေးလေးတွေဆိုလို့ရှိရင်ဒါတော်တော်အသုံးဝင်တာပေါ့နော်ဒါစီကန်တိုင်းမှာလည်းများတော့အပြင်ရှိတဲ့ဒီကိုအသုံးကြတယ်ဒါအမျိုးအစားတော့မတူဘူးပေါ့နော်ဟုတ်ပါ အဲဒါကတော့အဆောဆောင်းပေါ့ပူပူနွေးနွေးလေးပူပူနွေးနွေးကြောပေါ့ဒီနာကလေးမှာအရန်လို့လို့ဘာလို့လဲဆိုတော့ဒီခွေးလေးတွေဘိုက်ကြီးဘိုက်ကြီးပဲပူလာတာပဲတည်တယ်တချို့ကစံပိုင်းဆိုလို့ရှိရင်ဘာဖြစ်မှန်းမသိဘူးဒါမှမဟုတ်အဲထဲမှာကလေးရှိနေရလားဒါမှမဟုတ်ကလေးတွေတည်နေရလားဒါနှလုံးခုံလုံးကလေးရှိသေးတယ်ဒါမှမဟုတ်တိမ်ပြည်တဲ့နာလားပေါ့နော်ဒါမှမဟုတ်ရေပြင်းဆွဲရလားပေါ့နော်ဘိုက်ပူတဲ့အကြောင်းအရအများကြီးတချို့ကြောင့်လဲ CAG အရန်တင်းနေတာလားအသေးရောင်းနေရလားပေါ့နော်တချို့လူပဲတိမ်ရိုးရိုးတိမ်ကျမ်းမမမာပေါ့နော်အဲ့လိုမျိုးစစ်တဲ့ခါမျိုး ွေမှာလည်းကျွန်တော်များသောအားဖြင့်တုံးတယ်ဒါကလိုလေးဖွင့်ပြီးတော့ဒါဥမာဥမာကလေးကိုဒါသပွဲကုန်မောင်းပဲဖြစ်ဖြစ်အောက်မှာပဲဖြစ်တခါကြာရင်ကလေးကြီးရဲ့ခံမူတာကျွန်တော်အောက်မှာပေါ့နော်ဥမာချပြီးတော့ချပြီးတော့သူကချဲလို့တယ်လူတွေကြတော့အမွှေးရိတ်ဆရာမလို့ဗျာအမွှေးရိတ်ဆရာမလို့သူကြခွေးလေးကြောင်လေးကြတော့အမွှေးရိတ်ပြီးတော့မှနေဘိုက်ပေါ်မှာဒါချဲလေးတွေပြင်ပြီးတော့မှကျွန်တော်ကျဲတုတ်ပြီးတော့มาရိုက်တာပေါ့ပြောစရာတော့ကျွန်တော်ကအခုကျွန်တော်လည်းတစ်နှစ်ပဲရှိသေးတာဆိုတော့ဒါ အဲအကောင်းဆုံးတော့ရိတ်ဆန်လေးတွေအတွက်အကောင်းဆုံးဒါကုသမှုပေးနိုင်အောင်ပေါ့နော်ဒါအဲ့လိုမျိုးတော့ဟိုလုပ်နေရပေါ့အစားလေး accessory တွေပြီးတော့ကျွန်တော်အခုဒါဖွဲ့စည်းခန်းသုံးပစ္စည်းတွေဒါပြီးတော့အထောက်အကူလိုဟာမျိုးတွေကျွန်တော်ဖြည်းဖြည်းချင်းစီတော့ဒါထည့်နေတာပေါ့အဲအခုနောက်ပိုင်းဆိုလို့ရှိရင်ဒါ operation ခန်းကိုကျွန်တော်ပို့ပြီးတော့ပြန်ပြန်ပြီးတော့ movement တာမျိုးရှိမယ်ကျွန်တော်ဒီ spa လို့ဒီ bus bar လို့ဘာလို့အဲ့ဒါလေးတွေဘက်ကိုဒါကျွန်တော်လှည့်ပြီးတော့တခြားဟာလေးတွေလည်းအများကြီးလုပ်ပြုံးထင်ပါတော့ ကျွန်တော်ငငယ်လေးကတည်းကဒီတရိတ်ဆန်လေးတွေနဲ့ဒါနေခဲ့ရတာမဟုတ်ပြင်မဲ့ကျွန်တော်ကိုယ်တိုင်ကဒါခွေးလေးအကြောင်းလေးနဲ့ဒါယူသွတ်တယ်။ကျောင်းပြီးရခါမှာလဲကျွန်တော်ဒီလုပ်ငန်းကိုပဲလုပ်မယ်ဒီခွေးလေးနဲ့ကျောင်းလေးနဲ့နေရတာကိုပဲနှစ်သက်တယ်သူတို့နဲ့ပဲအလိုမျိုးနွေးနွေးထွေးထွေးနဲ့ဒါသူတို့အကောင်းဆုံးကုသပေးမယ်ပေါ့နော်သူဘလူနီးနဲ့ပဲဖြစ်ဖြစ်အဲအတတ်နိုင်ဆုံးပေါ့နော်ကုဘယ်ကနေအတတ်နိုင်ဆုံးလုပ်ပေးမယ်ဆိုတော့ပုံစံမျိုးစိတ်ကလေးထားတာကြောင့်ပဲဖြစ်ပါလိမ့်မယ်ဟုတ်ပေါ့အဲအောင်မင်းလည်းလို့လဲကျွန်တော်တော့ မတုံးသက်ပါဘူးကိုကိုဒါပေမဲ့ကျွန်တော်တည်းဟိုအရန်အတွေ့အကြုံရှိတဲ့ဆရာကြီးတွေတဲ့အခုအချိန်ဒီကိုဒါတကယ်ချင်းတွေထဲမှာလည်းကျွန်တော်တည်းအရန်တော်ပြီးတော့ဒါကုသမှုခွဲစိတ်ကုသမှုဘိုင်းမှာတိကျတဲ့ဆရာဝန်တွေလည်းဒါအများကြီးရှိရပေါ့ဒါပေမဲ့ကျွန်တော်ကလည်းကို့ဘာနဲ့ကို့ပေါ့ဒါအဓိကကို့ကဒီအလုပ်ငန်းကိုယူသွတ်တယ်ယူသွတ်တယ်ဒီတွိဆန်လေးတွေကိုချစ်တာဖြစ်တဲ့အတွက်ကိုတက်တလောက်ကိုလိလာလိလာဖြစ်တဲ့လောက်ဒါပညာလေးနဲ့ကျွန်တော်အကောင်းဆုံးနီးနဲ့ဒါဘလို့နီးနဲ့တက်တာသွားမယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ကပြန်ပြောချင်းကုသပါတယ်ခုနကအသက်29နှစ်ပါညာဆိုတော့ တချို့ငယ်တဲ့ကလေးတွေကျွန်တော်တဲ့အောင်မြင်တဲ့ကလေးတွေတော့အများကြီးပါဆရာတန်းဆိုတော့အဓိကတကယ်ကြောင့် customer တွေခေါ်တာပေါ့နော်ဆရာတန်းဆရာတန်းနဲ့ဟိုတန်းထက်စော်ဆိုတာနည်းနည်းရှိလို့ဆရာတန်းဆရာတန်းနဲ့ခေါ်ရနေပြီးတော့ကိုယ့်ကိုယ်လည်းနောက်ပိုင်းအဲ့လို comment လေးတွေလို့ဒါ post လေးတွေတင်တဲ့အခါမှာ mention ခေါ်တဲ့အခါမှာကိုယ့်ကိုယ်ဒါဆရာတန်းပေါ့နော်ဆရာတန်းအဲ့လိုမျိုးခေါ်ဖြစ်တာပေါ့